ဝိညာဏထိတိတိရှိခုနပါဆိုသည့်အတိဘယ်ကိုရှင်းပြပေးပါအရှင်ဖေရတဲ့ဝိညာဏထိတိခုနပါဆိုတာက၁ပထမဝိညာဏထိတိလူဘုံလက်ပြေ6ထက်နှင့်ဝိနိပါတိကအတူတာ၂ဒုတိယဝိညာဏထိတိပထမဇန်3ဘုံနှင့်အပယ်4ဘုံ၃တတိယဝိညာဏထိတိဒုတိယဇန်3ဘုံ၄စတုထဝိညာဏထိတိ တတိယဇန်၃ဘုံဝိဟဖုံနဲ့သုဒ္ဓဝါဒ၅ဘုံ၅သင်္သမဝိညာဏထိတိအာဂါတာနိသယရဏဘုံ၆သတ္ထမဝိညာဏထိတိဝိညာဏိသယရဏဘုံခொနည်းတတ္တမဝိညာဏထိတိအာဂိဉ္စညာယရဏဘုံတို့ပဲဖြစ်ပါတယ်ဒါဟာဝိညာဏထိတိခொနှစ်ပါးပဲဖြစ်ပါတယ် မေခွင့်ပြုပါဖုံဖုံယသိနေယဟန်ဘလို့ကွာချားပါတယ်ဖေယအမားပါရင်ခွင့်လွတ်ပါဖုံဖုံတဲ့ယသိဆိုတာကဤတိဆိုတဲ့ပါဠိကလာတာပါယသိဟာပပိစ၄မျိုးထဲမှာပါဝင်ပါတယ်ပပိစ၄မျိုးကဘာတွေလဲဆိုရင်၁ယဟန်ပြုခြင်းဆိုတဲ့ဘိက္ခုပပိစ၂ပါမနေပြုခြင်းဆိုတဲ့ပါမနေရပပိစ 3. ရတိပြုခြင်းဆိုတဲ့ဣတိပပိစ 4. ပရပိုက်ပြုခြင်းဆိုတဲ့ပရိဘာဇကပပိစတို့ပဲဖြစ်ပါတယ်။ရတိဟာပပိစ၄မျိုးထဲမှာပါဝင်တာမှန်ပေမဲ့ယဟန်တွေလို228ပါသောတိခါပုဒ်တို့ကိုလည်းမဆောင်သေး။ဖျားရှင်ချမှတ်ပေးတဲ့ပရိယတိဒုရနဲ့ပရိပတ်တိဒုရဆိုတဲ့ဒုရနှစ်ဖြာကိုလည်းမထမ်းဆောင်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့် ယသိဟာ သာသနာပြပပုဂ္ဂိုလ်ဖြစ်ပါတယ်။ယဟန်ဆိုတာကတော့မြတ်စွာဘုရားချမှတ်ပေးခဲ့တဲ့228ပါသောဝိနည်းသိက္ခာပုတွေကိုလည်းစောင့်ထိုင်တဲ့အပြင်ဘုရားရှင်ချမှတ်ပေးတဲ့ပရိယတိဒုရနဲ့ပရိပတ္တိဒုရဆိုတဲ့ဒုရနှစ်ဖြာကိုလည်းထမ်းဆောင်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ဒါဟာယသိနဲ့ယဟန်ကြွားချချက်ပဲဖြစ်ပါတယ်နော်။ အိမ်သာစေခြင်းအကျိုး၅ပါးရှင်းပြတော်မူပါဖရာတဲ့အိမ်သာစေတဲ့အကျိုးက၅ပါးမကဘူး၁၇ပါးရှိပါတယ်အိမ်သာစေတဲ့အကျိုး၁၇ပါးကဘာတွေလဲဆိုရင်၁မိမိစိတ်ကို ကြည်လင်၍သူတစ်ပါးစိတ်ကို ကြည်လင်စေခြင်း2ပညာရှိသူတော်ကောင်းတို့ချင်းမွမ်းခြင်း3ခန္ဓာကိုယ်အသားရည်နူးညံ့ခြင်း4ခန္ဓာကိုယ်ပန်းရနံကဲ့သို့မွေးပြန့်ခြင်း 5. မျက်နာအစင်းကြည်လင်ခြင်း 6. စိတ်ပူပန်မှုကင်းဝေးခြင်း 9. စိတ်ချမ်းသာ၍ကိုယ်ကျန်းမာခြင်း 10. ဂုံတရင်ကြော်စောခြင်း 9. အသက်ရှည်ခြင်း 10. မတွေ့မဝေတရားခြင်း 11. ပေပြီးသည့်နောက်နှက်ရွာသူကလေးတို့လာရောက်ရခြင်းဆိုတဲ့အကျိုးဆက်တမျိုးပဲဖြစ်ပါတယ်။ဤအကျိုးဆက်တမျိုးဟာအိမ်သာစေးတဲ့သူများရရှိမိ အကျိုးဆက်တဲ့မျိုးပဲဖြစ်ပါလေအရှင်ဖရာယဟန်တန်ကားတွေမိဘကို ရှီခိုးလို့ရလားဖရာတဲ့ကြံခဲ့တဲ့၃ရက်လောက်တုန်းကနာမည်ကြီးဓမ္မကတိကတပါးဟောတဲ့တရားကိုနားလိုက်ရပါတယ်ပုဂ္ဂိုလ်ကြီးထိခိုက်မှာဆိုလို့နာမည်တော့မပြောတော့ဘူးเนาะ तू ဟောတဲ့တရားထဲမှာ तू လဲမိဘကို ရှီခိုးကြောင်း ယဟန်ဖြစ်တာကတပိုင်းမိဘကိုရှ िख ိုးတာကတပိုင်းယဟန်လည်းမိဘကိုရှ िख ိုးတဲ့ကြောင်းဟောသွားပါတယ်ဓမ္မကတိကတွေတရားဟောတဲ့နေရာမှာတတိထားဖို့လိုပါတယ်ဘာကြောင့်လဲဆိုရင်ဓမ္မကတိကမှားပြီဆိုရင်တရားနာပရိသတ်တွေလည်းမှားကြမှာဖြစ်တယ်အဲ့ဒီလိုတရားနာပရိသတ်တွေအလုံးမှားသွားပြီဆိုရင် ပြင်ဖို့ခက်တယ်เนาะ ဒါကြောင့်မဂဒေဝလင်္ကာမှာမန္လေဆရာတော်ဘုရားကဉာဏ်ရှိယောက်ျားမှားလက်တော်ခါဆေးလွန်နာကိုဆရာနောက်ဆက်ကုရခတ်သူဖြဲ့၍အမြဲပြင်နိုင်ခဲ့၏လို့ဆက်ဆိုခဲ့တယ်ဓမ္မကတိကဆိုတာဉာဏ်ရှိယောက်ျားပဲသူမှားပြီဆိုရင်အာလုံးမှားကြမှာဖြစ်တယ်ဒါကြောင့်ဓမ္မကတိကတွေတရားဟောတဲ့နေရာမှာတတိထားဖို့လိုတယ်နော်ပရိဝါပါဠိတော်မှာ ယဟန်တွေမရှိခိုးကောင်းတဲ့အဝန္ဒီယပုဂ္ဂိုလ်25ယောက်ဆိုတာဖော်ပြထားတာရှိတယ်။အဲ့ဒီပုဂ္ဂိုလ်25ယောက်ကိုဥစဉ်အရင်ကတင်ဘူးပါတယ်နော်။အခုဒီမှာတော့အကုန်မပြောတော့ဘူး။အဲ့ဒီထက်ကတစ်ခုကိုပဲပြောမယ်။အဲ့ဒီ25ယောက်ထဲမှာအနုပတံပါနောယဟန်မဟုတ်သူဟုသမျှလို့ပါတယ်နော်။ယဟန်ဟာယဟန်မဟုတ်သူဟုသမျှကိုမရှိခိုးကောင်းဘူး။ယဟန်အချင်းချင်းပဲရှိခိုးကောင်းတယ်။ ယဟန်အချင်းချင်းတောင်မှကိုယ့်ထက်ဝါကြီးတဲ့သူကိုသာရှ िख ိုးကောင်းတယ်နော်အဲ့ဒီလိုအနုပတံပံသောယဟန်မဟုတ်သူဟူသည်မလို့ဆိုထားတဲ့အတွက်မိဘတွေဟာလူ့ဝကြောင့်တွေဖြစ်တာကြောင့်ယဟန်မဟုတ်တဲ့အတွက်မိဘတွေကိုယဟန်တွေမရှ िख ိုးကောင်းဘူးနော်အရှင်ဘုရားဗုဒ္ဓဘာသာဝင်အနေနဲ့အိမ်မက်နမိတ်တွေကိုလက်ခံတဲ့မခံတဲ့တိလိုပါတယ်ဘုရား လက်မခံသင့်လို့ဖယားရှင်ကမိန်ကြားခဲ့ပါသလားဖယားတဲ့အရင်ဆုံးအိမ်မက်မတ်တက်တဲ့ပုဂ္ဂိုလ်၄ယောက်ကိုပြောပြပါမယ်နော်မဟာဗုဒ္ဓဝင်ဒုတိယတွဲမှာအိမ်မက်မတ်တက်တဲ့ပုဂ္ဂိုလ်၄ယောက်ကိုဖော်ပြထားပါတယ်အဲ့ဒီပုဂ္ဂိုလ်၄ယောက်ကဘယ်သူတွေလဲဆိုရင်၁ပုထုဇဉ်ပုဂ္ဂိုလ်၂သောတာပန်ပုဂ္ဂိုလ်၃တဂရာဂံပုဂ္ဂိုလ်၄အနာဂံပုဂ္ဂိုလ်တို့ပဲဖြစ်ပါတယ် ဖော်ပြပါပုဂ္ဂိုလ်၄ယောက်ဟာဝိပ္ပန္နတာတရားများမကင်းကြသေးတဲ့အတွက်အိမ်မက်မှတ်ပါတယ်။ဖရာယဟန္တာတွေကတော့ဝိပ္ပန္နတာတရားများကင်းစင်သွားကြပြီ ဖြစ်တဲ့အတွက်အိမ်မက်မမှတ်တော့ပါဘူး။အိမ်မက်နမိတ်ကိုလက်ခံသင်လားလက်မခံသင်ဘူးလားဆိုတော့မဟာနိဒေသပါဠိတော်မှာ အိမ်မက်မခြင်းအကြောင်း၆မျိုးကိုဖရာဟောကြားထားပါတယ်။အဲ့ဒီအိမ်မက်မခြင်းအကြောင်း၆မျိုးကဘာတွေလဲဆိုရင် တဝါတိကလေတက်ပြက်၍မတ်ချင်းနှစ်ပိတိကသဲကြည်ပြက်၍မတ်ချင်း၃တေမိကတလိပ်ပြက်၍မတ်ချင်း၄တမှုဒါစိဏတလေးချက်သုံးဆောင်ပူး၍မတ်ချင်း၅ဒေဝတူပတဟာရတနတ်တို့လှက်ပက်၍မတ်ချင်းနတ်တို့လှက်ပက်၍မတ်ချင်းဆိုတာကနတ်တွေကချစ်လို့ပဲဖြစ်စေမုန်းလို့ပဲဖြစ်စေအာယုံတစ်ခုကိုယူဆောင်လာပြီးပေးလို့မတ်တဲ့အိမ်မက်မျိုးကိုပြောတာပါ 6ပုဗ္ဗနိမိတပုဗ္ဗနမိတ်ဖြစ်လက်တန့်ကို မြင်မှတ်ခြင်းပုဗ္ဗနမိတ်ဖြစ်လက်တန့်ကိုမြင်မှတ်ခြင်းဆိုတာမေတော်မာယာဟာဖရာအလောင်းကိုပရိသန်တွေယူတဲ့နေ့မှာပဲအိမ်မက်ကြူပြီးမြင်မှတ်ပါတယ်အဲ့ဒီလိုကြူပြီးမြင်မှတ်တဲ့အိမ်မက်မျိုးကိုပြောတာပါဒါဟာအိမ်မက်မခြင်းအကြောင်း6မျိုးပဲဖြစ်ပါတယ်ပေါ်ပြပါအိမ်မက်မခြင်းအကြောင်း6မျိုးထဲမှာဝါတိကလေတက်ပြည့်၍မခြင်း ိဋိကသဲကြည်ပြည့်၍မတ်ခြင်းသေမိကတလိပ်ပြည့်၍မတ်ခြင်းပမုဒါစိဏတလေးချက်သုံးဆောင်မှု၏မတ်ခြင်းဆိုတဲ့အိမ့်မတ်မတ်ခြင်းအကြောင်း၄မျိုးကတော့ပယ်လို့ရပါတယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီလိုမတ်တဲ့အိမ့်မတ်တွေကဘာကောင်းကျိုးဆိုးကျိုးမှမဖြစ်လို့ပဲဖြစ်ပါတယ်။ဒေဝတုပတဟာရတနတ်တို့လှည့်ပတ်၍မတ်ခြင်းဆိုတဲ့အိမ့်မတ်မတ်ခြင်းနဲ့ ဥပနိမိတ်တဥပနမိတ်ဖြစ်လက်တန့်ကိုယင်မချင်းဆိုတဲ့အိမ်မက်မချင်းနှမျိုးကတော့လက်ခံတင်ပါတယ်နော်ပြီးတော့ဖုရားရှင်ကိုတော်တိုင်ကလည်းပဲအိမ်မက်တိုင်းကိုပယ်ရမယ်လို့ဟောကြားထားတာမရှိပါဘူးနားလဲပါစေနော်